ရုပ်ရှင်က18 plus ဇဝင်ကန်းတွေအများကြီးတော့ပါနေတဲ့ Anora ရုပ်ရှင်ပဲဖြစ်ပါတယ်။ Director Sean Baker ကိုရိုင်းဇလန်းဇန်ညွန်တီးဖြတ်အပြင်ထုတ်လုပ်သူအနေနဲ့ပါပါဝင်ထားပါတယ်။ဒီရုပ်ရှင်က Indie ရုပ်ရှင်အမျိုးအစားဖြစ်ပြီးရော budget ကလည်းတုံးထားတာနည်းနည်းလေးဒေါ်လာ6သန်း box office အနေနဲ့ကတော့46သန်းကျော်ရလိုက်ပါတယ်။အဓိကသရုပ်ဆောင်က Mickey Madison သူကလွှဲရင်ဂျနေသရုပ်ဆောင်တွေက Russian နဲ့ American Armenian သရုပ်ဆောင်တွေပဲဖြစ်တယ်။ဇလန်းက Anora ဆိုတဲ့23နှစ်အရွယ်အဖော်ချွတ်မယ်တယောက်အကြောင်းပဲဖြစ်တယ်။သူကနာမည်ကြီး club တစ်ခုကအဖော်ချွတ်မယ် ယ်ကလပ်ကိုလာတဲ့သူတွေတဲကပတ်စံရှိမယ်လို့ထင်ရတဲ့သူတွေနားကိုသွားမယ်ပျော်ပီလုံမယ်ပြီးရင် private room တစ်ခုတည်းကိုခေါ်သွားပြီးတော့လိန်စိတ်ကြွစီတဲ့အကတွေကိုကပြတာပဲဖြစ်ပါတယ်အဲ့ဒီအတော့သူပတ်စံရမယ်ဒါကသူနေတိုင်းလုံနေတဲ့အလုံးဒီလိုနီးနဲ့သူပတ်စံရှာတယ်မိသားစုနဲ့လည်းအတူမနေဘူးအခန်းတစ်ခုမှာ roommate တစ်ယောက်နဲ့သူနေတယ်ညာဘက်အလုံးလုံးနေဘက်ပြန်အိတ်ဒါသူ့ရဲ့ဘဝပဲဒီလိုနဲ့တရက်မှာ Ivan ဆိုတဲ့ကောင်လေးတစ်ယောက်က Anora Club ကိုရောက်လာတယ်ကောင်လေးကရုရှားနိုင်ငံသားအမေရိကန်နိုင်ငံမှာတက္ကသိုလ်တက်နေတဲ့သူဖြစ်တဲ့ ်အသက်22နှစ်အရွယ်ရှိပြီးတော့ရုရှားခရိုနီတယောက်ရဲ့သားပဲဖြစ်တယ်။ငွေကိုရေးလို့သုံးနိုင်တဲ့တထေးသားလေးပေါ့။အင်္ဂလိပ်လိုပြောတတ်ပေမဲ့လည်းရုရှားစကားတတ်တဲ့သူကိုလိုချင်တာဖြစ်ချင်တော့အန်နိုရာကရုရှားစကားနားလေတယ်။ပြန်ပြောတတ်ပေမဲ့အိတ်အကောင်းကြီးတော့မဟုတ်ဘူးပေါ့။ဒီလိုနဲ့အန်နိုရာကအိုင်ဗန်နဲ့စကားပြောတယ်။အန်နိုရာကအိုင်ဗန်ကိုကားပြတယ်။အိုင်ဗန်ကအန်နိုရာကိုသဘောကျသွားတယ်။ပြီးတော့အန်နိုရာရဲ့ဖုန်းနံပါတ်ကိုတောင်းတယ်။အန်နိုရာကိုသဘောကျသွားပြီးတော့အတူတူနေကြတယ်။ New Year Party မှာကဲကြတယ်။တပတ်လောက်ပျော်ပါကြတယ်။အာမရလို့ Las Vegas အထိသွားပြီးတော့ ောင်းညမ်းတာမိကုံရမ်းကုန်ပဲအဲ့ဒီမှာကောင်လေးကအန်နိုရာကိုလက်ထက်ခွင့်တောင်းလိုက်တယ်အဲ့ဒီလက်ထက်ခွင့်ကိုအန်နိုရာကလက်ခံပါမလားကောင်လေးကရောတကယ်ချစ်တာဟုတ်ရဲ့လားတကယ်လို့ကောင်လေးမိဘတွေတီးသွားရင်ရောအစင်ရောပြေပါမလားအန်နိုရာကရောဘလို့မိန်ကလေးမျိုးလဲဆိုတာတွေကိုစိတ်ဝင်တစားနဲ့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ရုပ်ရှင်တကားပါပဲဟုတ်ပြီဇလန်းဇန်ညွန်ပိုင်းဇလန်းဇန်ညွန်ပိုင်းကိုပြောရမယ်ဆိုရင်နော်ဇလန်းဇန်ညွန်ကရိုးရိုးရှင်းရှင်းပါပဲ romance တွေ drama ဖြစ်တဲ့အတွက်ဘာမြှောက်ကွက်လှဲကွက်တခုမှမပါပါဘူးပြောရမယ်ဆိုရင်တော့စိတ်ကူးရင်ဆန်တဲ့ Cinderella ဇလန်းကိုလက်တွဲဆန်တဲ့ချင်းကမှု မျိုးနဲ့တင်ပြထားတဲ့ရုပ်ရှင်ကားတကားပါပဲ။ရှေ့ပိုင်းတနာယီဝင်းကျင်လောက်အထိကတော့ဇက်ရှိန်မပါတလောက်ပါပဲ။အကုန်လုံးကအစဉ်ပြေချောမွေ့နေတယ်။18 plus အခန်းတွေကိုပုံစံမျိုးစုံနဲ့ပြလိုက်။ Anora နဲ့ Ivan တို့ရဲ့အပျော်ခန်းတွေပါလိုက်နဲ့အေးအေးဆေးဆေးပါပဲ။တနာယီနောက်ပိုင်းလောက်မှဇက်ရှိန်ကပိုပိုမြင့်လာတယ်လို့စိတ်ဝင်စားဖို့လည်းပိုကောင်းလာပါတယ်။တင်ပြပုံလေးကတော့ရိုးရှင်းပေမဲ့အမှုပညာအနှစ်သာရပိုင်းတွေပါလာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဘာကြောင့် Oscar ဆု၅ဆုတောင်ရတာလဲ။ဒီကိစ္စကတော့ဆုရပြီးနောက်ပိုင်းဝေဖန်မှုတချို့တော့ရှိနေတယ်။ဒါပေမဲ့လည်းဆုတွေကတော့ပေးပြီးသွားပြီဖြစ်ပါ ါတယ်။ရတဲ့အော်စကာဆုတွေကအကောင်းဆုံးရုပ်ရှင်ဆုအကောင်းဆုံးဒါရိုက်တာဆုအကောင်းဆုံးဇာတ်ညွှန်းဆုအကောင်းဆုံးတီးဖြတ်ဆုအကောင်းဆုံးအဓိကဇက်ဆောင်မင်းသမီးဆုပဲဖြစ်ပါတယ်။ပရိသတ်အတော်များများဝေဖန်ငင်းခုန်ကြတာကတော့ဇက်ဆောင်မင်းသမီးဆုကိစ္စပါပဲ။ဒီနှစ်မှာ The Substance ရုပ်ရှင်နဲ့ဆုရမယ်လို့ရေပန်းစားနေတာကမင်းသမီးကြီးဒေမီမိုအမှုပညာသက်တမ်းကလည်းအတော်ကြာနေတဲ့မင်းသမီးဖြစ်တာရောသူမရဲ့တရုပ်ဆောင်မှုတွေကလည်းပြောစမတ်တွင်လောက်တာမှအော်စကာရမယ်လို့ပဲရေပန်းစားနေသူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနှစ်ကတော့လွဲချော်သွားခဲ့ပါပြီ။ ်မင်းသမီး Mickey Madison ကတော့အသက်ငယ်ငယ်နဲ့ Oscar ဆုရတဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါပြီ။ကိုပိုင်အမြင်အရသုံးသပ်ရမယ်ဆိုရင်တော့ဒီ Anora ရုပ်ရှင်ကကြည့်လို့ကောင်းတယ်။ကားကောင်းတကားလည်းဖြစ်တယ်။ဒါပေမဲ့ရှင်တယ်မှာတော့မကြင်ဘူး။2019ခုနှစ်အတွက်ပေးတဲ့ Oscar ဆုတုံးကဆိုရင် Parasite ရုပ်ရှင်ကဆုလေးဆုရခဲ့တယ်။ဆုတစ်ဆုကတော့ကျင်းတည်ရမယ်ဆိုတာသိနေပေမဲ့လေးဆုကြီးအောင်ရသွားတာလားဆိုပြီးအံ့ဩမိပါတယ်။ဒါပေမဲ့အဲ့ဒီရုပ်ရှင်ကတွေးစရာတွေပေးတယ်။ရှင်တယ်အထီးကျန်တယ်။ရုပ်ရှင်ကပေးတဲ့ philosophy ကလည်းမြင့်တယ်။ဒါပေမဲ့ဒီ Anora ရုပ်ရှင်ကြတော့ လိုမခံစားရဘူးဘလို့ပဲဖြစ်ဖြစ်အော်စကာနဲ့ Titan လိုပဲဆုတွေကတော့ရခဲ့ပြီးပါပြီဖြည့်စွက်ပြီးပြောရမယ်ဆိုရင်ဒီရုပ်ရှင်ကရုပ်ရှင်ဝေဖန်ရေးသမားတွေအကြိုက်တွေ့တဲ့ရုပ်ရှင်ဖြစ်တယ် American Film Institute နဲ့ National Board of Review ကလည်း2024ခုနှစ်ရဲ့ထိပ်ဆုံးရုပ်ရှင်ဆဲကားထဲမှာတကားအပါအဝင်ဖြစ်ဒီရုပ်ရှင်ကိုထည့်သွင်းဖော်ပြထားတာကိုတွေ့ရပါတယ်ဒါအပြင် Anora က Sex Workers စီကနေပြီးတော့ချီကျူးစကားသံတွေလည်းရခဲ့တယ်သူတို့ရဲ့ဘဝကိုသေသေးချာချာလေ့လာပြီးရိုက်ပြထားတဲ့အတွက်လည်းသဘောကျကြတယ်ဆိုပြီးတော့သိရပါတယ်အဲ့ဒီတော့မိတ်ဆွေတို့အနေနဲ့ရောဒီရုပ်ရှင် င်နဲ့ပတ်သက်ပြီးဘလို့အမြင်တွေရှိကြလဲကောင်းလားမကောင်းဘူးလားအော်စကာဆု၅ဆုနဲ့ရောထိုက်တန်တယ်လို့တကယ်ပဲထင်ကြသလားကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ်ရုပ်ရှင်တွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ